သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါနဲ့ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ယနေ့နံနက်ပိုင်းတွေ့ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ယနေ့နံနက်ပိုင်းမှာတွေ့ဆုံခဲ့ကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါရတယ်။ NUG ဝန်ကြီးချုပ်နဲ့တွေ့ပါတယ်။အွန်လိုင်းပါအသေးစိတ်ကိုတော့နောက်မှသတင်းထုတ်ပြန်ပါမယ်လို့ဦးနေဖုံးလက်ကပြောဆိုပါရတယ်။မလေးရှားဝန်ကြီးချုပ်အန်နဝါကအကြံဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းနဲ့ယမန်နေ့ဧပြီလ18ရက်နေ့မှာတွေ့ဆုံခဲ့ကြောင်း တွေ့ဆုံဆွေးနွေးမှုမှာပွင့်လင်းမြင်သာပြီးအပြုသဘောဆောင်ကြောင်းမြန်မာပြည်သူများအတွက်အရေးပေါ်လိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများနဲ့ကွင်စင်စေးရုံတစ်ခုပွင့်လင်းရေးဆွေးနွေးခဲ့တဲ့အပြင်တိုင်းပြည်မူလအခြေအနေပြန်လည်ရောက်ရှိရေးအရေးကြီးမှုကိုလည်းဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။ယနေ့နနက်ပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်နဲ့တွေ့ဆုံကြောင်းမြန်မာပြည်သူများရဲ့အကျိုးစီးပွားနဲ့တိုင်းပြည်တည်ငြိမ်ရေးအတွက်သက်ဆိုင်သူများအားလုံးဆွေးနွေးညှိနှိုင်းရေးဆက်လက်တွန်းအားပေးတော့မှာဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်ကလူမှုကွန်ရက်မှတစ်ဆင့်သတင်းထုတ်ပြန်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာ KPZ ဘဏ်ဝန်ထမ်းတက်တက်ဇော်နဲ့ခင်ပွန်းစစ်ဘုအောင်ပြေဆုံးတို့လူပေါင်း30ကျော်ထံမှဆေးရခိုင်နှုတ်အမျက်ပေးတဲ့ပုံစံနဲ့ငွေကြေးစုဆောင်လိမ့်လေငွေကျပ်သိန်းထောင်တောင်းချီပါသွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မှာ KBZ ဘန်ဝန်ထမ်းတက်တက်ဇော်နဲ့ခင်ပွန်းစစ်ဘူအောင်ပြေစုံတို့လူပေါင်း30ကျော်ထံမှဆေးရခိုင်နှုတ်အမျက်ပေးတဲ့ပုံစံနဲ့ငွေကျပ်သိန်းထောင်တောင်းချီလိမ်လည်သွားကြောင်းလိမ်လည်ခံရသူတချို့ကပြောဆိုပါရစေ။စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ KBZ ဘန်ကဘဏ်အကောင့်ဟောင်းမြောင်း all account ထံမှငွေကြေးထုတ်ယူမှုများကိုကန့်သက်ခဲ့ကြောင်းအဲ့ဒီနောက် KBZ ဘဏ်မှငွေကြေးအနှံထားသူများကဘဏ်အတွင်းမိမိတို့ရဲ့ပိတ်မိနေတဲ့ငွေကြေးများကိုဘဏ်မှပြန်ထုတ်နိုင်ရန်ရာခိုင်နှုန်းပေးပြီးထုတ်ယူနိုင်ရန်ရန်ကုန်မြို့ပါရမီချော်လွင်းကုန်း KBZ ဘဏ်ဝန်ထမ်းတသက်ဇော်ကလှုပ်ဆောင်ပေးခဲ့ကြောင်းအဲ့ဒီနောက်ယုံကြည်မှုကိုရယူကရာခိုင်နှုန်းနဲ့အမျက်ပေးတဲ့ပုံစံနဲ့ငွေကြေးများထည့်ဝင်စေကြောင်းအဲ့ဒီနောက်ထဲဝင်လေပတ်မှုမှာငွေကြေးတိမ့်တောင်းချီဖြစ်လာခြင်းမှာငွေကြေးအလုံးလိန်လေတိမ့်ရှောင်သွားခြင်းဖြစ်ကြောင်းသိရှိရပါတယ် ငွေကြီးလိမ့်လေသူ KBZ ဘန်ဝန်တန်းတသက်ဇော်ရဲ့ခင်ပေါ်မှာမြောက်ပိုင်းတိုင်းစစ်တနာချုပ်အမှတ်3939ညမြတက်ရင်မှစစ်ဘူအောင်ပြည်စုံဖြစ်ပြီးလက်ရှိအချိန်မှာလင်မြန်းအုပ်လုံးကအရှောင်ပြေးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘန်တွေကငွေထုတ်တာကို limit လောက်ကန့်တက်လိုက်တော့ရာဂိုင်နှုံးတွေနဲ့အပြင်းမာပေးရတယ်လေ။ရာဂိုင်နှုံးပေးပြီးကိုကြိုက်တဲ့လောက်ထုတ်ပေါ့။ အဲ့ဒီပုံစံနဲ့ငွေဘလောက်ထည့်ထားရင်ငွေကြီးဘလောက်ရခိုင်နှုန်းအမြတ်ရမယ်ဆိုပြီးပေးတယ်။အဲ့ဒီကနေငွေတွေထည့်ခိုင်းတာပေါ့။အစကတော့အမြတ်ရခိုင်နှုန်းတွေပေးနေတာအော်မစိုးဘူးပေါ့။သူလဲ KBZ ဘန်ဝင်နေဆိုတော့မလိန်လောက်ပါဘူးဆိုပြီးလူတွေကိုငွေတွေအများကြီးထည့်တယ်။ဒီလမတ်လ28ရက်နေ့ငလင်ဖြစ်ပြီးမှငွေတွေအလုံးလိန်သွားတာလို့ကိုတိုင်လိန်လဲခံရသူတူကပြောဆိုပါတယ်။လက်ရှိမှာငွေကြီးလိန်လဲသူစစ်ဘူအောင်ပြေစုံနဲ့ဇနီးတော်တတ်တတ်ဇော်တို့က Facebook အကောင့်များကိုပါဖျက်ပြီးထွက်ပြေးတင်းရှောင်နေကြောင်း မယန်းကုန်းမြို့နယ်မှာရှိတဲ့စစ်ဘုအောင်ပြေစုံရဲ့မိဘများအင်ကိုတွားရောက်မေးမြန်းပေမဲ့လည်းတာဝန်ယူမှုမရှိကြောင်းစစ်ဘုရဲ့မိဘများမှာရဲမှုဇော်ထွန်းနဲ့ကြောင်းစီယာမှမြင့်မြင့်ခိုင်တို့ဖြစ်ကြောင်းသိရှိရပါတယ်။ငွေကြေးလိမ့်လည်သူဘန်ဝင်နဲ့တသက်စုံမှာ KBZ ဘန်မှာလည်းမယိုးမတလှုပ်ဆောင်မှုနဲ့အမှုဖွင့်ခံခဲ့ရသူဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတရင်နဲ့ပတ်သက်ပြီး KBZ ဘန်ကိုဆက်သွယ်မေးမြန်းရန်စူးစမ်းပေမဲ့လည်းမြည်သူကမှတာဝန်ခံဖြေဆိုခြင်းမပြုပါဘူး။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေးမြို့နယ်ကြောင်းရွာအခြေစိုက်ခမရ961တက်ရင်မှကင်းပတ်ရန်ထွက်လာတဲ့စစ်သားတွေကိုရေးဘလူးအဖွဲ့က RPG နဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်သားအလုံးတက်ထဲဝင်ပြေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရွာအခြေစိုက်ခမာယာ961တရရင်မှအကြံဖတ်စစ်သားများကင်းလဲ့ရန်ထွက်လာစင်မှာပဲရေးဘလူးအဖွဲ့က RPG နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သားများအလုံးတက်တဲ့ဝင်ပြေးသွားကြောင်းရေးဘလူးအဖွဲ့တရရင်မှကပြောကြပါဗျာ ဧပြီလ18ရက်နေ့မွန်လယ်ပိုင်းမှာကျောင်းရအခြေဆိုင်ခမရ961တရင်မှအကြမ်းဖက်စစ်သားတွေကကင်းပတ်ရန်ထွက်လာစဉ်ရေဘလူးအဖွဲ့က RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဲဒီတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးစစ်သားအလုံးကြောက်လန့်၍ခမာရ961တပ်ရင်းတွေကိုဝင်ပြေးသွားကြောင်းသိရှိရပါတယ်။သူတို့အင်အားကတော့တိတ်မများဘူးအယောက်20ဝန်းကျင်လောက်ပဲရှိတယ်။ ထိတယ်ကျွန်တော်တို့ကြာဆုံးမှုအရေးအတွက်တော့အတိအကျမသိရသေးဘူးဒဏ်ရာတွေတော့ရကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြစ်ကွင်းကအရင်ရှင်းတယ်လေပြစ်ကွင်းတက်တဲ့ကြီးကိုပြစ်နိုင်တယ်လို့ရေဘလူးအဖွဲ့ကတည်ရင်မှုကပြောဆိုပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပလောမှာစစ်ကောင်စီတက်မှာဗိုလ်ကြီးတဦးအပါအဝင်ဒေသခံ၅ဦးကို WY စိတ်ကြွဆေးပြားတသိန်း၈၀၀၀ကျော်နဲ့အတူဖမ်းဆီးရမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တနင်္သာရီတိုင်းပလောမြို့နယ်မှာဘူကြီးတူအပါအဝင်၅ဦးကို W1 စာတမ်းပါစိတ်ကြွဆေးပြတသိန်း၈၀၀၀ကျော်နဲ့အတူဖမ်းဆီးရမိကြောင်းပလောဒေတာခံများထံမှသိရပါဗျာ။ ပြီးခဲ့တဲ့ဧပြီလ12ရက်နေ့ကပလောင်မြို့ MS 2တိုင်းပဟိုလေးကျင်ရေးတင်းနှန်းကျောင်းမှာရှိတဲ့ဗိုလ်ကြီးဆိုင်ထက်ကျော်မှုအမည်နဲ့ရောက်ရှိလာတဲ့ပါဆယ်ဒုတ်ကိုတိုင်းပဟိုဆက်နှစ်လုံခြုံရေးဂိတ်ကဖွင့်ပေါက်စစ်ဆေးရာမှာ WY စာတမ်းပါစိတ်ကြွဆေးပြားများကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့ WY စာတမ်းပါစိတ်ကြွဆေးပြားတသိန်း၈တောင်းကျော်ရဲ့ကာလတန်ဖိုးငွေသိန်းပေါင်း9400ကျပ်ခန့်ရှိကြောင်းသိရှိရပါတယ်။ဆိုင်ထက်ကျော်မို့ဆိုတဲ့ဗိုလ်ကြီးကကျောင်းအုပ်ကြီးနဲ့စစ်နယ်မြေမှုအတွက်ငွေရှာပေးနေတဲ့သူပဲသူ့ကြောင့်ဆေးဆွဲနေတဲ့သူတွေလည်းပလောမှာမနေဘူး သူနဲ့ဆက်ဆက်ပြီးအခုလောလောဆယ်၅ဦးဖမ်းမိထားတယ်ဆက်ပြီးတော့လည်းဂွင်းဆက်တွေစုံစမ်းနေတယ်လို့ပလောမျိုးခံတဦးက ARD Time ကိုပြောပါတယ်အဆိုပါဗိုလ်ကြီးဆိုင်ထက်ကျော်မိုးဟာပလောမျိုးတိုင်းဘိုလ်စနစ်မှာရှိတဲ့ပြည်သူစစ်မှုထမ်းတင်နန်းသားများကိုတင်နန်းပေးနေတဲ့သူဖြစ်ပြီး၎င်းမှာတဆင့်ဂွင်းဆက်များကိုဆက်လက်ရှာဖွေစုံစမ်းရမှာပလောမျိုးမှာဇင်ကိုထင်းဟိန်းစုဟိန်းထက်ကိုကိုချစ်ဝမ်းကိုကိုသူရဇော်တို့၅ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းပလောမျိုးကံများထမ်းမှသိရပါတယ်လောလောဆယ်အရာရှိဗဟုကင်းမှာချုပ်နှောင်ထားတယ်လို့သိရတယ် သူ့အခန်းထဲမှာမူရစ်ဆေးသုံးဆွဲတဲ့ပစ္စည်းတွေလည်းတွေ့တယ်။အရင်ကတည်းကသူကမူရစ်ဆေးဝါးသုံးနေတာကိုမြို့ပါကအစတော်တော်များများသိတယ်။ပလောမျိုးကမိန်းကလေးတချို့ကိုလည်းသူ့ဖျက်ဆီးတာမြင်တွေ့နေရတယ်။ပြီးတော့တင်တန်းကလူငယ်တွေကိုလည်းဆေးတွေရောင်းနေလို့ပလောမျိုးကတူကဆက်လက်ပြောဆိုပါတယ်။လက်ရှိဘူကြီးဆိုင်ထက်ကျော်မိုးကိုတိုင်းဘဟုဆက်နှစ်မှာဖန်စီစစ်စင်းနေပြီးကြံတရခန့်ပလောမျိုးခန့်၅ဦးကိုခါလာရ2ရက်ကဘဟုကင်းမှာဖန်စီပြီးစစ်ကောင်စီတက်ကစစ်စင်းနေကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာငလင်ကြောင့်ပြိုပြတ်သွားတဲ့ဟော်တကီနိုင်ငံခြားရေးနဲ့လာဝကဝန်ကြီးဌာနရုံးများမှအရာရှိနဲ့ဝန်ထမ်းတချို့ကိုရန်ကုန်ရုံးကိုယာယီပြောင်းရွှေ့6လအတွင်းရုံးများပြန်တည်ဆောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလင်ကြောင့်ပြိုပြတ်သွားတဲ့ဟော်တယ်ခီးနိုင်ငံခြားရေးနဲ့လာဝကဝန်ကြီးဌာနရုံးမှအရာရှိနဲ့ဝန်ထမ်းတချို့ကိုရန်ကုန်ရုံးကိုယာယီပြောင်းရွှေ့လာပြီးပြောင်းဝန်ထမ်းအတိုင်းဝိုင်းကအတည်ပြုပြောဆိုပါတယ် မတ်လ28ရက်နေ့ကငလင်ကြောင့်လုံးဝပြိုကျပျက်စီးသွားတဲ့ဝင်ကြီးဌာနရုံးများအနက်မှဟိုတယ်ခရီးနိုင်ငံခြားရေးနဲ့လာဝကဝင်ကြီးဌာနရုံးမှအရာရှိနဲ့ဝန်ထမ်းတွေကိုရန်ကုန်ကိုယာယီပြောင်းရွှေ့လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရန်ကုန်မှာနောက်ချံရုံးရှိတဲ့ဝင်ကြီးဌာနတွေကယာယီပြောင်းလာကြပြီး အခုဟိုတယ်ခီးနိုင်ငံခြားရေးနဲ့လာဝကအရာရှိနဲ့ဝန်တန်းတွေရန်ကုန်ကိုရွှေ့ကြပြီးနေပြည်တော်ဝန်ကြီးရုံးတွေက6လအတွင်းပြန်ဆောက်မယ်လို့ပြောတယ်အခုပြောင်းတာကရုံးဆောင်နေတဲ့ကာလမှာယာယီပြောင်းရွှေ့ပြီးအလုပ်လုပ်တာဖြစ်တယ်လို့ဝန်တန်းအတိုင်းဝိုင်းကပြောဆိုပါတယ်ဒါအပြင်နေပြည်တော်မှာဝင်ကြီးရုံးပြက်စီးနေတဲ့ဝင်ကြီးဌာနတချို့လဲမကြမီရန်ကုန်မှာရှိတဲ့နောက်ချံရုံးတွေနဲ့ပူတဲ့အလုပ်လုပ်ရမှာဖြစ်ပြီးအဲ့ဒီလိုရန်ကုန်ကိုပြောင်းရွှေ့ခြင်းမှာရန်ကုန်ကိုအုပ်ချုပ်ရေးမျိုးတော်ပြောင်းရွှေ့ခြင်းမဟုတ်ဘဲရုံးများပြင်ဆင်တည်ဆောက်နေတဲ့ကာလအတွင်းယာယီရုံးအထိုင်ပြောင်းရွှေ့ခြင်းသာဖြစ်ကြောင်း ပျက်စီးနေတဲ့ဝင်ကြီးဌာနရုံးများပြန်လည်တိစောက်ပြည်စည်းပါကဝန်ထမ်းအလုံးနေပြည်တော်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းသိရှိရပါတယ်။မတ်လ28ရက်နေ့ကငလင်လုတ်ခတ်မှုကြောင့်နိုင်ငံတဝင်းမှာလူနေအိမ်ပေါင်း6000ကျော်၊ဘုံတော်ကြီးကျောင်းနဲ့တိလရှင်ကျောင်း3514ကျောင်း၊စာတင်ကျောင်း2366ကျောင်းဌာနဆိုင်ရာရုံးအဆောက်အုံ3688လုံးတံတားပေါင်း155စင်းဖျားစီဒီ9620စုပျက်စီးဆုံးရှုံးခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြိုက်ထီယိုဖျားဘူး48ရက်ကို PDF ဖန်ဆီးဟုစစ်ကောင်စီထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြိုက်ထီယိုဖျားလာပူးတဲ့ဖျားဘူး48ဦးကိုပြည်သူ့ကာကွယ်ရေးတပ် PDF များကဖန်ဆီးသွားကြောင်းစစ်ကောင်စီကယနေ့ဧပြီလ18ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ ဧပြီလ15ရက်နေ့နေ့လယ်2နာရီအချိန်ကြိုက်ထီယိုတောင်ကြီးကင်မော့စကန်ဂဒက်ချောင်းမှာရှိတဲ့ဝါဇိုမိုစားတောက်ဆိုင်မှာထမင်းစားနေတဲ့အမျိုးသား25ဦးနဲ့အမျိုးသမီး23ဦးကို PDF များကတနက်များနဲ့ရောက်လာပြီး light track နှစ်စီးနဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့စစ်ကောင်စီထုတ်ပြန်ချက်ကဖော်ပြပါတယ် ဲ့ဒီနောက်ဖန်တာသူများအနက်43ဦးကိုဧပြီလ16ရက်နေ့မွန်လွယ်တနာရီအချိန်မှာဝင်းကန်ကြေးရွာမှာတဆင့်ပဲခူးတန်ရွှေကျင်မြို့နယ်ဘက်သို့၎င်းကျန်အမျိုးသား9ဦးကိုတိချခွဲထုတ်ပြီး၎င်းဖန်စီခေါ်ဆောင်သွားခြင်းဖြစ်ပြီးစစ်ကောင်စီအနေနဲ့ဖန်စီတဲ့အဖွဲ့ကိုဖော်ထုတ်ရေးယူသွားမယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်၍မီဇီမာမှာကြိုက်ထုံမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ PDF အဖွဲ့တွေကိုဆက်သွယ်မေးမြန်းရမှာအဆိုပါဖျားဘူး48ဦးမှာရဲပြူစောတီးနဲ့၎င်းတို့ရဲ့မိသားစုဝင်များဖြစ်ကြောင်း ၎င်းတို့ကိုအဖွဲ့အစည်းတစ်ခုကဖမ်းဆီးထားခြင်းဖြစ်တယ်လို့သတင်းကြရကြောင်း PDF သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ဖမ်းထားတာဟုတ်တယ်လို့တော့ကြားတယ်။ညောင်လေးပင်ဘက်ကားတဲ့အဲ့ဒီ48ယောက်ကရဲတွေရဲမိတားစုတွေနဲ့ပြူစောထီးတွေပါတယ်။ဒါပေမဲ့ဘယ်အဖွဲ့လဲတော့မသိရသေးဘူးလို့သတင်းအရင်းမြစ်တူကပြောဆိုပါတယ်။ကြိုက်ထိုတော်လိုင်းအင်အားစု KRF ကတော့၎င်းတို့ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘူးညင်းဆိုပါတယ်။ အကိုတို့တော့မဟုတ်ဘူးတခြားအဖွဲ့ကဖမ်းထားတာလို့တော့ကြားတယ်အကိုတို့လည်းမျက်မြင်မဟုတ်တော့ပြောရခက်တယ်လို့ KRF မှာရဲဘော်တူကပြောဆိုပါရယ်မြစည်းမအနေနဲ့အဆိုပါ48ဦးကိုမြစ်ဒီအဖွဲ့အစည်းကဖမ်းဆီးခဲ့ခြင်းဖြစ်ဒီကိုဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်ကြိုက်ထူမြို့နယ်ဟာစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုများအကြားမကြာခဏထိတွေ့ပစ်ခတ်မှုများဖြစ်ပွားရာဒေတာဖြစ်ပြီးတော်လိုင်းအင်အားစုများကကြိုက်ထူမြို့ပေါ်ကင်မော့စကန်နယ်မြေမှာရှိတဲ့စစ်ကောင်စီတောက်တိုင်တွေကိုပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်လေရှိရာဒေတာဖြစ်ပါတယ်။ အဲ့ဒီနောက်အမေရိကန်တို့အေအေကိုထောက်ပံ့တော့မီလို့ဆိုတဲ့စောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနမှအထက်တန်းအရာရှိနှစ်ဦးဖြစ်တဲ့တောင်နဲ့အလဲအာရှရေးရလက်ထောက်နိုင်ငံသားရေးဝန်ကြီး Mrs. Nico Chulik နဲ့အရှေ့အာရှနဲ့ Pacific ရေးရလက်ထောက်နိုင်ငံသားရေးဝန်ကြီး Andrew Harrap တို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒက္ကာကိုရောက်ရှိလာကြပါတယ်။၎င်းတို့နဲ့အတူရန်ကုန်မှာရှိတဲ့ American တန်ယုံယာယီတာဝန်ခံ Mrs. Susan Stevenson လည်းလိုက်ပါလာတယ်လို့သိရပါတယ်။ အဆိုပါခရီးစဉ်ရဲ့ရည်ရွယ်ချက်ကဘင်္ဂလားဒေ့ရှ်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလလုပ်ငန်းစဉ်များဆွေးနွေးကြမှာဖြစ်ပြီး အင်ဒရူဟာရပ်မှရိုဟင်ဂျာပြည်ထနာနဲ့လက်ရှိမြန်မာနိုင်ငံအခြေအနေများကိုရှုထောင့်ပေါင်းစုံမှအဓိကထားဆွေးနွေးသွားမယ်လို့တရားဝင်သတင်းထုတ်ပြန်ချက်မှာပါရှိလာပါတယ်။သတင်းထုတ်ပြန်ချက်မှာပါရှိမလာတာကတော့မြန်မာစစ်တပ်အားအပြည့်အပိုင်ခြေမုံနိုင်ရေးတေးကြစေရန်ရခိုင်နဲ့ချင်းပြည်နယ်မှာရှိတဲ့တော်လိုင်းရေးတပ်များအတွက်ထောက်ပို့လမ်းကြောင်းတစ်ခုဖွင့်လှစ်ရေးပင်ဖြစ်တယ်လို့ရခိုင် BBC နဲ့ Rider သတင်းတောက်ဟောင်း Subia Bombs မှ Eurasia Review Online စာဆောင်မှာရေးသားလာပါတယ်။၎င်းကဆက်လက်ရေးသားရမှာအဆိုပါကိစ္စကိုဘင်္ဂလားဒေ့ရှ်စစ်တပ်အား တီးခောက်ဆုံးဆန်းနိုင်ရန်အတွက် American Pacific စစ်တနာချုပ်ရဲ့ဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီး JV Vowell ပြီးခဲ့တဲ့လအတွင်းဒက်ကာကိုရောက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ Bangladesh စစ်တပ်မှယခုအခါ American တို့ရဲ့ထောက်ပံ့လာမဲ့ပစ္စည်းများထားရှိရန်နက်မြဝအနီးမှာရှိတဲ့စစ်ခါလီဒေသကိုရွေးချယ်ထားပြီးဖြစ်ပါတယ်။ကော့ဘဇာလေစိတ်ကိုလည်းတစ်ဖက်နိုင်ငံမှာရှိတဲ့တော်လိုင်းရင်အဖွဲ့များအပံပိုးပေးနိုင်ဖို့တူရကီလို့ drone များအခြေစိုက်လှုပ်ရှားနိုင်မဲ့စကန်တစ်ခုထပ်မံတိုးချဲ့ဖွင့်လှစ်သွားပြီးမှဖြစ်ပါတယ်။ လက်ရှိဘင်္ဂလားဒေ့ရှ်အင်ဆောင်အစိုးရခေါင်းဆောင်နိုဘယ်ဆုရှင်မိုဟာမက်ယူနက်စ်က၎င်းရဲ့အစိုးရအာဏာအကူအပြောင်းဖြစ်စေဖို့ဆောင်ကျဉ်းပေးခဲ့တဲ့အတွက်အမေရိကန်ရဲ့ကျေးဇူးမကင်းရမကင်းကြောင်းလည်းဖြစ်နေပါဗျ။ဒါ့ပြင်တရုတ်တို့၎င်းတို့နေကြားတစ်ဖက်မှာယူနန်မှနေပြီးပင်လယ်လန့်ကုန်းလန့်နဲ့ရခိုင်ကမ်းရိုးတန်းကိုထိုးဖောက်ဝင်ရောက်လာမယ့်အရေးကိုလိုလားမှုမရှိတဲ့အတွက်အမေရိကန်ဘက်မှအဆိုပြုလာတာကိုလိုလိုလတ်လတ်ပင်ထောက်ခံလိုပုံရပါဗျ။ တရုတ်ကမြန်မာသားမကအာရေဗျပင်လယ်ဘက်ကိုထိုးပေါက်နိုင်ဖို့ပါကစ္စတန်မှာရှိတဲ့ Blue Cheese Stamp ပြည်နယ်အတွင်းရရှိထားတဲ့ကုန်းလမ်းကြောင်းဟာလည်းလူမျိုးစုတော်လှန်ရေးအဖွဲ့များနဲ့ပါကစ္စတန်အစိုးရတပ်များနဲ့တိုက်ပွဲများအရှိန်မြင့်လာတာနဲ့အမျှအဆိုပါလမ်းကြောင်းဟာလည်းအချိန်မလဖြစ်လာနေပါတယ် ယူနစ်အဖိုးကလည်းလောလောဆယ်ရွေးကောက်ပွဲလုပ်စရာမလိုပဲအာနာဆက်လက်စုပ်ကင်ထားနိုင်ရင်းနဲ့အမဲလိုလိုခေါင်းခဲစရာဖြစ်လာနေရတဲ့ရိုဝင်ဂျာဒုက္ခတဲ့တတန်းခန့်ကိုလည်းပြန်ပို့နိုင်တော့မယ့်အရေးအတွက်အမေရိကန်ရဲ့အဆိုပြုချက်ကိုလက်ခံရန်၎င်းဘက်မှလည်းထိခိုက်နစ်နာစရာမရှိသေးတာမကအပန်းတကြီးလုပ်စရာမလို၍အမေရိကန်တို့လည်းကျေနပ်သွားစေရန်ခွင့်ပြုလိုက်ခြင်းလည်းဖြစ်ပါတယ်တို့ပဲမလဲဘင်္ဂလားဒေ့ရှ်ကိုမြန်မာပြည်ထနာတဲ့ဆွဲသွင်းခံရမယ့်အရေးနဲ့တရုတ်ဘက်မှဒေါ်သာထွက်လာပြီးယင်းဒီမြုံနယ်မှုများဆုံးရှုံးသွားနိုင်တဲ့အနေအထားမျိုးနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ် အဲ့ဒီအတွက်တရားဝင်အရာအထက်ပါတရင်ကိုတော့ညှင်းဆူကြမိတာဖြစ်ပါတယ်မြန်မာမှာစစ်တပ်ရဲ့ညံ့ဖျင်းလာတဲ့အရေးသွေးကြောင့်တရုတ်တို့တဖြည်းဖြည်းနေမတိထိုင်မတာဖြစ်လာပြီးလာရှိုးကဲ့သို့၎င်းတို့ဆုံးရှုံးသွားတဲ့နေမီများပြန်ရအောင်နောက်မှလိုက်ပြီးကောက်တင်ကောက်ပေးနေရတာကိုလည်းစိတ်ပြက်လာပါတယ်ယခုရခိုင်မှာ MND ကဲ့သို့မဟုတ်ပဲအမျိုးသားရေးဇာတိမှန်အပြည့်နဲ့တိုက်ပွဲဝင်နေတဲ့အာရခတ်တပ်တော်ကိုလက်မှန်ချရလူမတဖြစ်လာနေပါတယ် ဤဒီကိုရိတ်စားမိတဲ့အမေရိကန်ကရခိုင်နဲ့ချင်းမှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုစစ်လက်နက်များစားနပ်ရိက္ခာများနဲ့စေဝါများပံ့ပိုးပေးနိုင်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလာရောက်ဆွေးနွေးသွားတဲ့အဆင့်ရောက်ရှိလာပြီဖြစ်ပါတယ်နိုင်ငံမြောက်ပိုင်းမှာလည်းကချင်လွတ်လပ်ရေးတပ်မတော်မှနေမီအမြောက်အများတိမ့်ပိုက်ရယူနိုင်တဲ့အပြင်ပန်ဝါနဲ့ချစ်ပွေမှာရှိတဲ့မြေရှားတပ်တူများမှလည်းထိမ့်ချုပ်လာနိုင်ပြီဖြစ်ပါတယ်။ချင်းတော်လိုင်းတပ်ဖွဲ့များကလည်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့ကိုမကြသေးမီကအပီးအပိုင်တိမ့်ပိုက်ရယူနိုင်ခဲ့ပါတယ်။ အိန္ဒိယဘက်မှလည်းချင်းတော်လန်ရေးတပ်ဖွဲ့များညီညွတ်ရေးတိစောက်နိုင်ရန်စိတ်ဆက်ဆွေးနွေးပေးခဲ့ပြီးနောက်မကြမီမှာပဲအခုလိုအောင်ပွဲကြီးထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ MNDAA ကလည်းလာရှုကိုဇွန်လအကုန်အထိအစင်လိုက်ဆုတ်ခွာပေးမယ်လို့မူလသဘောတူထားမှုကိုတရုတ်ဘက်ကမဆောင်နိုင်တော့ပဲအတင်းအကျပ်ဖိအားပေးလာနေတဲ့အတွက်ဧပြီလကုန်မှအပြီးဆုတ်ခွာပေးဖို့ရှိနေပါတယ်။ဧပြီလ22ရက်နေ့အတွင်းစစ်ကောင်စီတစ်ဆာခံဝန်ထမ်းများလာရှုကိုဝင်ရောက်လာကြတော့မှဖြစ်ပါတယ်။ MNDA က၎င်းတို့ရဲ့စစ်မြေပြင်မှာအကြဆုံများစွာရင်းပြီးကြကုတ်ကြခဲတိုက်ယူခဲ့ရတဲ့လာရှုကိုတရုတ်တို့ကြောင့်စပွဲပေါ်မှာတင်တိုင်နဲ့လက်လွတ်ပေးခဲ့ရမှုအပေါ်မကြည်မနက်ဖြစ်လာနေပါတယ်။တရုတ်တို့စိတ်ရှိလက်ရှိကုတ်သွေးစုံနိုင်ဖို့ကတော်လိုင်းရေးအဖွဲ့များအားလုံးနဲ့အပြည့်အခက်ရက်စဲရေးရမှသာဖြစ်ပါလိမ့်မယ်။ အဲ့ဒီလိုဖြစ်လာရေးမှာလဲစစ်တပ်ကယုံကြည်လက်ခံနိုင်လောက်တဲ့ရေကောက်ပွဲမျိုးနဲ့ Federal Democracy ကိုလက်ခံပေးမှသာဖြစ်နိုင်တော့၍တရုတ်ဟာမြန်မာနိုင်ငံမှာပြိုင်မြင့်များမှားလောင်မိတဲ့အတွက်ငွေမြော့ငွေနဲ့လိုက်ဆိုတဲ့လောင်းကစားသမားဘွားရောက်နေပါတယ်။တရုတ်ဖို့မင်းအွန်လိုင်းကဆိုဗီယက်ရဲ့နဂျီဘူလာအမေရိကန်ရဲ့အာရှက်ဂါနီဖြစ်လာနေတယ်လို့မြို့လူမြို့ခင်ဖြစ်လာနေတဲ့တင်းမောကြီးကိုရေပေါ်ပေါ်ရန်ကြိုးပမ်းနေမှုနဲ့နှိုင်းရှင်ပြောဆိုလာကြပါတယ်။ ဒေါ်နယ်ထရမ့်ကတရုတ်အပေါ်အခွန်တိုးပြီးစီးကျက်လာမှုဟာ၎င်းတင်တယ်လို့ဖြစ်မလာတဲ့အတွက်245ရာခိုင်နှုန်းအထိပင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီအတွက်တခြားတစ်ဖက်မှတရုတ်အအညာကိုင်နိုင်ရန်စစ်မျက်နှာတစ်ခုထပ်မံဖွင့်လိုက်ခြင်းလည်းဖြစ်ပါတယ်။မင်းအွန်လိုင်းအဖို့ငိုရမလို့ရီရမလို့ဖြစ်လာသည်က၎င်းတွေတွေ့ပြီးချက်ချင်းလိုပင်မလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟန်ကအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်များနဲ့တွေ့ဆုံမိကိုကြေညာလိုက်ခြင်းကြောင့်ပင်ဖြစ်ပါတယ်။ နှစ်တစ်ကူးမှပျော်စရာသတင်းများနဲ့အတူရှေ့လျှောက်စိတ်ရချမ်းသာခြင်းကိုယ့်ရဲ့ကျန်းမာခြင်းနဲ့အတူမိတ်ဆွေအပေါင်းပြည့်စုံနိုင်ကြပါစေပြည်သူတို့ရဲ့ခုခံတွန့်လန့်စစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုအစိုးရနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ